အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုင်းလန်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းကတော့တန်မဟောင်းလောက်ကြံခံရမှုမှာ၆နှစ်ရွယ်ကလေးကိုစစ်ကောင်စီကဖမ်းတာကိုထောက်ခံလာတဲ့ဥဒုမရုပ်သံဗီဒီယိုပိုင်းကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒါကဥဒုမအဲဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဒီနေ့နောက်25ခုနေ့ကျောင်း6ရက်နေ့ဖြစ်ပါတယ်ဒီနေ့ဝါချံရဲရှင်မှာစွန်ရက်လဝေဘွဲရှိတယ်ရှိတော့ကျွန်မဒီညတင်းနေမပြောတော့ဘူးဆိုပြီးနေနေတာကျွန်မလဝေဘွဲဝါသနာပါတယ်လို့ဆိုတော့လဝေဘွဲရှိရနေဆိုကျွန်မလဝေဘွဲပဲအချိန်ကြီးခေါင်းထဲပဲစဉ်းစားနေတော့တခြားတင်းကျောင်းတွေကိုကျွန်မမဖတ်ဖြစ်ဘူးတင်းနေလည်းနားမထောင်ဖြစ်ဘူးဒါပေမဲ့တင်းနားမထောင်ဖြစ်မယ်နဲ့တကူးတက်ကကျွန်မရှိမှတွေ့နေရတဲ့အကြောင်းအရာကဒီငိမ့်သားတန်မကြီးတက်ခံရမှုနဲ့ပတ်သက်လို့ဆက်ဆက်တရားခန်းတွေဖမ်းဆီးတဲ့နေရာမှာတရားခန်းရဲ့တမိလေးဖြစ်တဲ့6နှစ်ရွယ်လူကလေးငယ်လေးကိုဖမ်းဆီးမှုနဲ့ပတ်သက်လို့ပေါ့နော် အာတစ်ခါကမျိုးညစ်တွေအုံနေချင်းနဲ့အုံနေချင်းနဲ့ဝိုင်းပြီးတော့လောင်ကြဟောင်ကြခင်ဗျားတို့တွေနဖဲမျိုးနဲ့ဂုတ်ကြီးကျေးရွာကအဖဥဖိုးကျော်တမိမတ်ဝူဟန်ကျော်လေးနှစ်ရွယ်တမိလေးလေးနှစ်ရွယ်ကလေးငယ်လေးကိုဒလန်အစိုးပြီးတက်ခဲတုန်းကခင်ဗျားတို့ပါဇက်ပေါက်တွေဘာတွေအစိုးခံထားရလို့အပေါက်ပိတ်နေကြတယ်ထိုင်းကဘုံကျုံမျိုးညစ်တွေအွန်လိုင်းထဲက အာချောင်းနေတဲ့လေးလိုင်းတန်လူသက်သမားကြီးကျွန်မမကုတ္တမဟာသွေးမေးတယ်။မက်ဝူဟန်ကျော်ကိုခင်ဗျားတို့ PRA မကွေးပြည်သူကာကွယ်ရေးတပ်ဖွဲ့ငွေဦးဒေါ်လာရေးဒလက်ရှင်းလေးခေါင်းစဉ်တက်ပြီးတော့လေးနှစ်အရွယ်မက်ဝူဟန်ကျော်ဆိုတဲ့ကလေးမလေးကိုမဖဲမြို့နယ်ကုန်းကြီးကျေးပါ2024ခုလပိုင်းတုန်းကတက်ခဲ့တာ။အဲ့ဒီတုန်းကတော့ငွေဦးဒေါ်လာရေးတို့ဒလက်ရှင်းလေးပါတို့နော်မပါပဲစည်းလေတို့မိုးဟင်းကဘယ်နှပွဲလဲဆိုပြီးပျော်ခဲ့တဲ့ကောင်းနေကောင်းမတွေခင်ဗျားတို့ရဲ့ကိုချင်းစာတရားအဲ့လောက်တောင်ခေါင်းပါနေကြတာ အခုကျတော့6နှစ်ရွယ်ကလေးငယ်လေးကိုစက်ကောင်စီကဖမ်းဆီးတာဗာဖြစ်တယ်ညာဖြစ်တယ်ခင်ဗျားတို့ပြောတယ်၄နှစ်ရွယ်ကလေးငယ်လေးကိုသူ့အဖေကိုတတ်တယ်ရပြီလေတော်ပြီလေခင်ဗျားတို့ဒီဒီဒီကလေးမလေးရဲ့အဖေကခင်ဗျားတို့ပြောသလိုစက်ကောင်စီတရင်ပေးဒလန်မိုးလို့တတ်တယ်ဆိုရင်၄နှစ်ရွယ်ကလေးငယ်လေးဝူဟန်ကျော်ဆိုတဲ့ကလေးမလေးမတော်ရရဲ့ဆက်ဆက်ခေါင်းကိုတနေ့နဲ့တည့်ပြပြတက်ခဲတော့ငါမဟုတ်ဘူးလို့အဖေပြိမိနေတယ်နော်အဲ့ဒီ PIA မကွေးကသူတို့ကိုယ်တိုင်တက်ခဲပါရဲ့ဆိုတာကို DPP မှာဝန်ခံပြီးပြောထားတာရှိတယ်ဖေပြိမိမနေနဲ့နော်အဲ့ဒီလိုတက်ခဲတော့ကတော့ဒါຫນွေဦးတော်လန်ကြီးရဲ့ဒလန်ရှင်းလင်းကြီးပါ မတာပဲစေးလဲခင်ဗျာမိုးဟင်းကားဗနဲ့ပွဲလဲခင်ဗျာပျော်ခဲ့တယ်ကောင်းနေကောင်းပါလေခင်ဗျားတို့မှာဂိုတိတ်ခါနဲ့ရှက်တရားဆိုတာမွေးကလေးကမပါကြတာလားဟာတော်တော်မျက်နှာပြောင်တိုက်တယ်တရားပါခင်ဗျားတို့လောက်မျက်နှာပြောင်တိုက်ပြီးအရှက်မဲ့တယ်လူတန်းစားကဘာမှာရှာလို့တောင်မရဘူးတိတ်ကိုအောက်တန်းကြတယ်လူတန်းစားအခုကြတော့၆နှစ်ရွယ်ကလေးငယ်လေးကိုဖမ်းလို့ဗာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတယ်။၄နှစ်ရွယ်ကလေးမလေးဒလန်ဆိုပြီးတက်တော့ဆောက်ပေါက်တွေပိတ်နေကြတယ်။နော်။တိတ်တိတ်မပြောသေးဘူး။ဒါတော့ပဲ။နောက်ထပ်ကြတော့ဒီကူကတော့တည်င်းဆိုးပြ။ ဒင်းဆိုရပါလဲဆိုတော့အရန်လူကနေပြီးကျမတို့မြန်မာနိုင်ငံကိုအာဒီကေတာတွေတတိယအရေးယူတယ်။ဘုံကြုံမျိုးနစ်တွေတော့ပြောနေကြတယ်။တကယ်လို့နိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့ရေးလဲဘသူတွေနဲ့နာလဲမြန်မာနိုင်ငံနဲ့နာတယ်။မြန်မာနိုင်ငံဖြစ်တဲ့အတွက်အဲ့ဒီမြန်မာနိုင်ငံအတွက်မှာမိတွေးနေထိုင်နေပြည်တော်စုပါရအခုလိုထိခိုက်နေတာပါပဲ။ပက်လက်လမ်းမိတရေချွေးရင်ကိုမျက်နှာပို့ပဲကိုပြန်ကြတယ်။ဆိုတော့အဲ့ဒီအုပ်စုလေတစ်ချိန်လုံးတို့လုတ်ခဲ့တာခေါင်းစဉ်လေးတက်ပြီးတယ်သွေးစွန်ငွေဖြတ်တော့ကြီးအဲ့ဒီခေါင်းစဉ်လေးတက်ပြီးတော့မြန်မာနိုင်ငံမှာရှိသမျှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားအောင်လုပ်ကြတယ်နံပါတ်1မြန်မာနိုင်ငံမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေထွက်အောင်လုပ်တယ်နံပါတ်2ပြည်ပကရင်းနှီးမြှုပ်နှံမှုအသစ်တွေမလာအောင်ခင်ဗျားတို့လုပ်တယ်နံပါတ်3ရှိပြည်သားရင်းနှီးမြှုပ်နှံမှုတွေကိုထပ်တိုးပြီးရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ခင်ဗျားတို့လုပ်ကြတယ်ကောင်းစင်ကတော့သွေးစွန်းွေဖြတ်တော့ရေးလို့နာမည်လှလာလေးပေးပေးမယ်။အဲ့ဒီရဲ့နောက်မှာစင်ရမွေးတွေမှုတဲ့အလောက်ကန်ရှားပါမှုဒဏ်တွေကိုမြန်မာပြည်သူတရားလုံးခံရတယ်။မြန်မာဖြစ်နေတဲ့အတွက်အဲ့ဒီမြန်မာမှာမိတွင်းနေထိုင်တဲ့135ကအလောက်တန်ခံရတယ်။ နော်အခုလက်ရှိလဲအိုင်ယန်လုကဒဏ်ခတ်တယ်ဟုတ်ပြီအိုင်လန်လုကဒဏ်ခတ်တယ်ဆိုလို့ရှိရင်နော်ပြည်ပြည်ဆိုင်ရာလုံးသမားကြီးရာဖွဲ့ချုပ်ကဒဏ်ခတ်တယ်ဆိုနော်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေမလာတော့ဘူးဆိုရင်ဘသူတွေနဲ့နားလဲပြည်သူတွေပဲနဲ့နားတယ်နော်အဲ့ဒီဘုံချုံမျိုးကြီးတွေတစ်ချိန်လုံးတို့ကြိုးစားခဲ့တာ MOG နော် MOG တောင်ကြမှာခဏခဏပြောရဲဘုံချုံမျိုးကြီးတွေကဘာကြောင့် MOG ကိုဒဏ်ခတ်ဖို့တို့တစ်ချိန်လုံးဝိုင်းပြီးအုံနေချင်းနဲ့လောင်းနေဟောင်းနေလဲဆိုရင် MOG ကကျမတို့နိုင်ငံတော်တွေ20%လောက်ရတာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုတွေရှိတယ်စီးပွားရေးစီမံကိန်းတွေရှိတယ်အကုန်လုံးထဲမှာ MOG တခုပဲ20ရာခိုင်နှုန်းထိအမြင့်ရအဲ့တခုကအများဆုံးပဲဒါကြောင့်မို့အဲ့ဒီ MOG ကိုခင်ဗျားတို့တက်ခတ်ပိတ်ဆိုကြတဲ့ဘုံချုံမျိုးညစ်တွေ MOG ကိုလုံးလို့မရတဲ့ခါကျတော့ PTT EP PTTO ကခင်ဗျားတို့ဝိုင်းဝန်းပြီးလောင်ကြဟောက်ကြတယ်ခင်ဗျားတို့လုံးတမအကုန်လုံးကတက်လက်လန်တရွေထွေးတယ်လို့မျက်နှာပေါ်ပြန်ကြတာကြီးပဲဟာဒီနေရာမှာတခုရှိသေးတယ်သူတို့ခေါင်းနဲ့တထားကြတော့စစ်မှုတွေအုပ်တဲ့အကြောင်းပြပြီးတော့အတင်းအဓမ္မစစ်သားတွေစုတောင်းပြီးတော့အလုံးသမားတွေပေါ့နော်အလုံးသမားတွေပေါ့ကို မတရားတဲ့အတွက်လူခွေရေးချိုးဖောက်နေတဲ့အတွက်လုံသမားရေးရခွေးချုံကရေးလိုက်ပါလေ။အဲဒီလိုကောင်းစေတတ်တယ်။ဆိုတော့အခုလောလောဆယ်မရာစီရီယမရာ MDM မရာစီရီယမရာ MDM မရာနှစ်ခွက်ပွဲပါလေမရာဆိုတာချင်းလူမျိုးတွေချင်းနေတော့ပါတော့ဒီကပြောလဲဆိုရင်ကျမဆွမ်းနာရှိတာပြောခဲ့တယ်မကူဝဲကျော်ဆိုတဲ့ကလေးမလေးကလည်းချင်းလူမျိုးပဲ။အဲ့မကွေးတိုင်းငဖဲဆိုတာကလေအာအညာမှာအညာဒေတာဆိုမှချင်းမျိုးနဲ့ချူနေကြတယ်။အညာမှာချင်းလူမျိုးတွေအများကြီးရှိတယ်။နော်။အဲ့ဒီချင်းသားဖာနယ်ကိုတက်လိုက်တာ။အဲ့ဒီသားဖာနယ်ကချင်းလူမျိုးဖြစ်ပေမဲ့ရှာရှာပါပါဗုဒ္ဓဘာသာဝင်တွေဘုံကြီးเจ้าကိုဆုံးသွားဖို့တဲ့အချိန်မှာတက်လိုက်တာ။ နော်ဆိုတော့အခုလက်ရှိမှာလည်းမရာချဲတွေကမရာလူမျိုးမှန်ရင်စစ်တဲဝင်ရမယ်ငင်းပိုင်ဝင်မရှိဘူးအေးအေးပါပြောလေရခိုင်ပြည်နယ်မှာရှိတဲ့လူတွေအကုန်လုံးစစ်တဲဝင်ရမယ်ရခိုင်ပြည်ရဲ့အပြင်မှာကိုကောက်ွက်မရှိဘူးတို့နီးမျိုးစုံနဲ့နီးမျိုးစုံနဲ့တသားချင်းစူးစောင်းနေကြတယ်လူတစ်စူးစောင်းနေကြတယ်ဒီကိစ္စကြတော့ချစ်တဲ့မြောင်ဘုံကြောင့်မျိုးညစ်တွေကိုအပေါက်ပိတ်နေပြီးတော့နားဆက်ကအစိုးရကစစ်မှုထမ်းဥပဒေထုတ်ခဲထုတ်ပြန်တဲ့ခါကြတော့အလုပ်သမားတွေပေါ့အလုပ်သမားခွင့်ရင်ချိုးပေါလို့အိုင်အန်အုပ်ကိုတိုက်ပါတယ်ခင်ဗျားတို့တော်တော်ရှာနာခွန့်နေမျက်နှာပြောင်တော်တော်မျက်နှာပြောင်တိုက်ကြတယ်အဲ့ဒီမရမှာပဲနော် အာစီတီအက CDL လောက်သူတွေကမတူပြီးမြို့နယ်လောင်ထမ်းတက်လိုက်ကြေးပါမှာလောင်သူမျိုးနယ်ဆိုတဲ့နေအဲ့ဒီမှာလောင်သူလက်နက်ကသဘုံခွဲကနေပြီးအုပ်ချုပ်တယ်အဲ့ဒီရွာအဲ့ဒီမှာရှိတဲ့ရွာသူရွာသားတွေကမနာအင်းဝင်ကလေးဆိုတဲ့ခရိယံခိုင်းကနေပြီးတော့ AG လို့ခေါ်တဲ့ခရိယံခိုင်းကိုပြောင်းနေအတွက်အဲ့ဒီမိသားစုတွေအကုန်လုံးကိုရွာကနေမောင်းထုတ်ပလိုက်တယ်အဲ့ဒီလောင်သူ CDL ဆိုတဲ့နိုင်ငံတော်ကိုလက်နက်ကိုင်ပုံလက်နေတဲ့အကြမ်းတစ်ဖက်အဖွဲ့ CDL လောင်သူဖက်နော်အဲ့ဒီမိသားစုတွေရှိသမျှအိုးအိမ်ချမ်းမီလေယာဉ်မီပိုင်ဆိုင်သမျှမရွှေပြောင်းနိုင်တဲ့ပစ္စည်းမှသမျှအကုန်သိမ်းပြီးတော့ မနာအေးကိုဂယ်လီခရီးယန်ခိုင်းကနေအေဂျီခရီးယန်ခိုင်းကိုပြောင်းလို့နော်ဒါတော့မှခရီးယန်ကနေပြီးခရီးယန်ကနေပြီးဟိန်းတူကိုပြောင်းသွားတာမဟုတ်ဘူးခရီးယန်ကနေဗုဒ္ဓဘာသာကိုပြောင်းသွားတာမဟုတ်ဘူးခရီးယန်တော့ခိုင်းချင်းချင်းပြောင်းလို့ဆိုပြီးတော့မိသားစုအိမ်တော်စုဆယ်စုရောအနေနဲ့တော့မောင်းထုတ်ပလိုက်တယ်အဲ့ဒီလိုလက်နက်ကန်လူပေါင်းကဘာသာရေးဆုံးရောက်နေကြရဖွဲ့စည်းပြီးဒါမျိုးကြတော့ခင်ဗျားတို့ဗဇက်ပေါက်တွေပိတ်နေကြတယ်နော်မိနစ်ကနောက်24ရက်ဖြစ်ခဲ့တာအဲ့တော့ကလည်းကျွန်မတယောက်ပဲပြောတယ်ဘာသာရေးလုံးလက်ခွင့်လို့អော်နေတဲ့နိုင်ငံသားကអော်နေတဲ့កောင်းကလေးកောင်းမလေးတယောက်မှဗဇက်မဟာရဲကြဘူးအဲ့လိုကိစ္စမျိုးကိုဗုဒ္ဓဘာသာကလုံးကြည့် နော်ဗုဒ္ဓဘာသာဝင်တွေကဗာဗုဒ္ဓဘာသာကနေတခြားဘာသာကိုပြောင်းလို့ဒီရွာသားဒီလူတွေကိုရွာကနေနဲ့ထုတ်ပြီးပိုင်ဆိုင်သမားတွေတင်လိုက်တယ်လို့လည်းဖြစ်စဉ်ကိုဖြစ်ကြည့်ရှိသမျှ NGO တွေ INGO တွေဗာတွေညာတွေကောင်းနေကောင်းမတွေအကုန်လုံးဘာသာရေးလုံးနဲ့ခွင်လို့ဝိုင်းအောင်အဲ့ဒီစီရီယားလောင်လို့တဘုံဖွဲလာနေပြီးတော့ပိုင်ဆိုင်မှုတွေတင်တယ်လို့စစ်တပ်ကနေပြီးတော့နော်ပိုင်ဆိုင်မှုတွေတင်ပြီးလို့တင်ပလိုက်တင်ပလိုက်ကြည့်ခင်ဗျားတို့ဝိုင်းပြီးအုံနေချင်းဟောင်းချဟောင်းချဟောင်းချပါကျွန်တော်အဲ့ဒီလိုမျိုးတန်ခတ်ပိတ်ရှုနေတယ်ဘယ်သူတွေနဲ့နားလဲမြန်မာနိုင်ငံသူပြည်သားတွေပဲနဲ့နားတယ်ဒီအခက်ခဲကလည်းဘယ်လိုရုံးထားမလဲနိုင်ငံတကာကတန်ခတ်ပိတ်ရှုမှုတွေ ရှိမယ်နိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုတွေမလာဘူးဆိုရင်ပြည်တွင်းမှာအလုတ်ကန်ခွင့်လန်းတွေနည်းလာမယ်အလုတ်ကန်ခွင့်လန်းနည်းရင်ဆင်ရမွဲတွေမှုမြင့်တက်မယ်ဆင်ရမွဲတွေမှုမြင့်တက်လာတာနဲ့အမျနောက်ဆက်တွဲမှာကိုဆုလူနိုင်တွေကိုဆုလူနိုင်တွေနော်အဲ့ဒီလိုဥပဒေမဲ့ပြုတ်ချင်းတဲ့မတရားမှုတွေအများကြီးပေါ်လာတယ်ဆိုတော့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာအောင်နိုင်ငံတကာနဲ့ယုံကြည်မှုရအောင်ရွေးကောက်ခံအစိုးရတဲ့မဖြစ်မနေမရှိမဖြစ်မနေလိုအပ်တယ်ရွေးကောက်ခံအစိုးရတဲ့ပေါ်ထွက်အောင်ကြိုးစားရမယ်ဘဲသူဆိုရဖြစ်မှာလို့မဆိုလို့ဘူးဘဲသူဘဲဆိုရဖြစ်ဖြစ်ဘဲကောင်းဆောင်ပဲနိုင်နိုင်ဘဲပါတီကပဲဖြစ်ဖြစ်ဝေးကောက်ခက်ဆိုရတည်းရှိကိုရှိရ ွေးကောက်ခံဆိုရတရရှိမှာနိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာမယ်တန်ခတ်ပိတ်ဆို့မှုတွေဖြစ်လျှော့မယ်စီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေဖြစ်လျှော့မယ်အလုံးကန်ခွင့်လန်းနေများလာဒါအကြောင်မို့ကျွန်မတို့ကရွေးကောက်ခံဆိုရတရကိုမျှော်လင့်နေတာရွေးကောက်ခံဆိုရတရမရှိမဖြစ်လိုအပ်နေတာနော်ဆော့ရွေးကောက်ခံဆိုရတရနဲ့ပတ်သက်လို့ခြုံလုံးလေးပြောဦးမယ်အရင်ကကျွန်မအဲ့အနိုင်ငံရေးပါတီတစ်ခုနဲ့ပတ်သက်ပြီးဝေဖန်မှုလုပ်တဲ့ခါကျတော့တချို့ကပြောတယ်ကျွန်မတို့ဝေဖန်ရလွယ်လေဥစားပါတာခက်တယ်အဲ့လိုမျိုးပြောတာပေါ့နော်ဝေခံဝေဖန်တာလွယ်တာပေါ့ဗဇက်လေးကပြောတာလွယ်တယ်ဥစားပါတာခက်တယ်ခမဲကျွန်မသိတယ်လေ လွဲလို့ရှိရင်ကူလီထမ်းတဲ့လူတွေစိုက်ကားသမားတွေရေခဲသမားရေခဲချောင်းချောင်းတဲ့လူတွေကစအကုန်လုံးတမရတွေတိုင်းမဲခန့်လေးပြည်တော်စုဝင်ကြီးတွေဖြစ်ပေါ်မှာပေါ့လွယ်နေလို့ရှိရင်အကုန်လုံးကတမရတွေတမရထက်ကအတိုင်းမဲခန့်လေးဖြစ်သွားနေမယ်နိုင်ငံရေးလောက်ရတာနိုင်ငံရေးဥဆောင်ရတာခက်မှန်ကျမသိတယ်လူတိုင်းရဲ့သိတယ်အဲ့ဒီခက်နေတာကိုလွယ်အောင်လုပ်ပေးရမှာအစိုးရရဲ့တောင်းဝင်ခက်နေတာကိုလွယ်အောင်လုပ်ပေးရမှာအစိုးရရဲ့တောင်းဝင်အဲ့ဒီတောင်းဝင်ကိုဘလောက်ချေပြုံတယ်လဲဘလောက်ချေပြုံတယ်လဲခတ်တာကိုလွယ်အောင်ဘလောက်လုပ်ပေးနိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးအဲ့ဒီအစိုးရအရေးချင်းကိုပြည်သူကဆုံးဖြတ်ရတယ်အဲ့ဒီအစိုးရအရေးချင်းရှိလားမရှိဘူးလားဆိုတာအဲ့ဒီပေတံနဲ့တိုင်းတယ်ပြီးဆုံးဖြတ်ရတယ် နော်ဆိုတော့ရွေးကောက်ကန်ဆိုရရှိ့ကိုသွားကြည့်သမရဦးသိန်းကြီးဆိုရလက်ထက်စရံဘွဲ့တွင်ကို16ရာခိုင်နှုန်းရှော့ချနိုင်တယ်ဒါကြောင့်မို့သမရဦးသိန်းကြီးဆိုရသည်ခတ်တာကိုလွှဲအောင်လုပ်ပေးနိုင်တယ်အစိုးရတည်းအရေးရှိတယ်နော်ဆိုတော့ကအဝေးဖန်လေတန်းအဲ့လွဲနေဦးဆောင်ရတာခတ်တယ်ဆိုပြီးတော့လူပိန်းစကားလာမပြောနဲ့နိုင်ငံရေးလောက်ရတာလွဲနေရင်တရောင်းသားကစားသမရတက်ဖြစ်နေမယ်နော်ကိုလီထားတဲ့လူကလည်းသမရတက်ဖြစ်နေမယ်ရေခဲကြောင်ရောင်းတဲ့လူကလည်းသမရတက်ဖြစ်နေမယ်အဲ့ဒီခတ်နေတာကိုလွှဲအောင်လုပ်ရမှာအစိုးရရဲ့တာဝန်ဖြစ်တယ်ခတ်တာကိုလွှဲအောင်ဘယ်လောက်လုပ်နိုင်လဲဆိုတာအစိုးရရဲ့အရေးချင်းပေါ်မှာမူတည်